တမီးစိုးဇလန်တွဲမှာရွှေဘုံအေရငယ်ဘွားကနေပြီးတော့တရုပ်ဆောင်မှုပါတယ်။ကျင်ဖော်ဇလန်တွဲမှာတူတူရဲ့အဲကြီးဘွားကနေပြီးတော့တရုပ်ဆောင်မှုပါတယ်။အချစ်ဂျိုးဝိုင်းညဝက်ပန်မိကျင်ဆန်ပုံမြင်နဲ့အဲနောက်ဆုံးရိုက်ထားတဲ့ကြော်ညာလေးကတော့3ကြော်ညာဖြစ်ပါတယ်။ဇလန်တွဲကတော့များပြီချင်တယ်။ ဆက်ဟုတ်ကဲ့ဟုတ်အဲ့လိုရှိတယ်ဟုတ်ကဲ့ငယ်တော့ကတော့မတ်တတ်တူနဲ့တမျိုးတူရလို့ထင်ကြတယ်ဘာလို့လဲဆိုတော့အမေကငယ်တော့ကကြတော့မတ်တတ်တူလို့ရုပ်တော့အဲ့လိုဖြစ်တယ်ပေါ့နော်ပြီးတော့စကားပြောပုံနဲ့ပြီးတော့အဲ့ဒီဇလန်တွဲမှာကျတော့မမတတ်တူရဲ့အဲ idea တွေကိုပေါ့နော်တမီးကငငယ်ငယ်ဘွားခရိုက်တာမှာအဲပြည်ပြေဆုံးလောက်ပြီးတော့မှဒီကမတ်တတ်တူကိုပြီးတော့ support ပေးရပုံစံမျိုးဖြစ်သွားတာပါရှင်ပုံမှန်ပေးရမျိုးဆိုတာအဲ့လိုမျိုးရိုက်တမီးရတာအမေပဲပုံနော် မေ့ကိုပေးရအောင်ဟုတ်ကဲ့အဲဘယ်လိုပြောမလဲဥပမာရလာဆိုရင်အဲ့ဒီရတဲ့နေရာမှာနည်းနည်းလောက်ပေါ့တပေါင်းဖြစ်ဖြစ်၅တောင်ဖြစ်ဖြစ်တမီးစုဘူးရဲထည့်ပြီးတော့စုပါတလားကျော်လောက်ပဲကြာသေးတယ်ရှင်ဟုတ်အဲ့စုဘူးမလုပ်မလဲဖုံးဝယ်လို့စုတမီးနာမည်ကတော့ရွှေမုံစံဖြစ်ပါရဲ့ရှင် ီးကတော့တနီးစိုးဇလန်တွဲမှာရွှေဘုံအေးရငယ်ဘွားကနေပြီးတော့တရုပ်ဆောင်မှုပါတယ်။ကျင်ပေါ်ဇလန်တွဲမှာတူတူရဲ့အဲជីဘွားကနေပြီးတော့တရုပ်ဆောင်မှုပါတယ်။အချစ်ဂျိုဝိုင်ညဝက်ပန်မိကျေဆန်ပုံမြင်နဲ့အဲနောက်ဆုံးရိုက်ထားတဲ့ကြော်ညာလေးကတော့ 3D ကြော်ညာဖြစ်ပါတယ်။တစ်တော်မှာတော့တစ်ချက်ချက်တက်တက်လာတယ်။ငငယ်ရရိုက်ထားတာဆိုဒီကြီးတဲ့ရုံနဲ့အဲအခုငငယ်ရရုံနဲ့ကကျတော့မတူတော့ဘူး။အဲငငယ်ရကျတော့ဘယ်လိုလဲစကားပြောတာအဲ့ဒီကားမှာအယမ်းမြန်တယ်ပြီးတော့အတန်းအတိတ်တိတ် မမမြရရာတမီးကိုဒီကားလေးကိုပေါ့နော် လာကြည့်ဖို့ဖိတ်ထားတာမျိုးတမီးကလာကြည့်ရပါတိဥဆောင်မှာနည်းနည်းလေးတော့ရိုက်ချင်တယ်အဲပြီးတော့ရင်တမီးအဲဘယ်လိုပြောရမလဲ၁၀တန်းလောက်ပေါ့အဲ့လိုဘွဲရပြီးတော့မှပဲကြီးပွားပြန်လုပ်မယ်လို့ဆိုတာပါ ဇက်လန်ရိုက်တော့အကြတော့တမိဒီရမက်ကဂျိုးဇက်လန်တွေမှာပေါ့နော်ရိုက်တော့အဲမရွှေပိုးအိမ်ကနေပြီးတော့တမိကိုဘလိုဘလိုလုပ်ဆိုပြီးတော့တင်ပေးရဲပြီးတော့ဖေဖေဖုန်းရှံပေါ့နော်ဇက်လန်တွေမှာအဲ့ဖေဖေဖုန်းရှံကလည်းတမိကိုဘလိုလောက်ရမလဲအဲ့ဒီငိုတဲ့အခန်းဆိုလဲဘလိုငိုရမလဲဆိုရင်အဲ character တွေအကုန်လုံးကိုပေါ့တင်ပေးရဲပြီးတော့အဲတီတီချူးလေးဆိုလဲအရန်သဘောကောင်းတယ်ပြီးတော့မာနမကြီးအကုန်လုံးလည်းဟုတ်အမချူလေးနဲ့ကြတော့ဘယ်လိုပြောရလဲမမချူလေးကဟိုဓာတ်ပုံထဲမှာကြည့်ရင်မာနကြီးရလို့ထင်ရပေမယ့်အပြင်မှာကြတော့သူကသဘောကောင်းနေပြီးတော့ဖော့ရည်ရဲအဲ့လိုမျိုး ဟုတ်အဲတွေ့ဘူးရရှင်အင်တာဗျူးတခုတော့อ่ะဗောနော်မှတ်ထားတဲ့တုန်းကဗာလဲရှင်ဘုံရာငယ်ဘွားလေးဆိုပြီးတော့နှုတ်ဆက်တယ်ပြီးတော့ဖော်ရည်ရယ်သူကဟုတ်ကဲ့သမီးဆက်ဆက်ရိုက်တော့อ่ะဗောနော်အဲမမေမေးဘုံလည်းရိုက်တော့ဆိုတော့မမေမေးဘုံသမီးကြောက်တာဗောလဲဆိုတော့တခါမှလည်းမကြုံဘူးပြီးတော့သူရိုက်တဲ့ဇက်လန်တွဲတွေကသမီးကြိုက်တယ်လေကြိုက်တော့ဟိုမကြုံဘူးတော့ရိုက်တော့အဆင်ပြေပါမလားဗောဒါပေမဲ့စူးစမ်းကြည့်မယ်ဗောအဲတချို့မရတဲ့ ID တွေကြတော့မမ မမေးပေါ်အောင်မမရွှေသမီးတို့ကတင်ပေးပါရှင့်ဇလန်းတွေကတော့များပြီထင်တယ်10လောက်ရှိဟုတ်ကဲ့ဟုတ်အဲ့လောက်ရှိဟုတ်ကဲ့ဟုတ်ငွေလေးတော့ဝါသနာပါရွယ်ရွယ်ကလေးကဝါသနာပါကိုနှစ်လောက်တည်းကတတိ3နှစ်တက်ထားပါဘာလို့တတိပေးရရှိလဲအခု7နှစ်ကျော်တော့7နှစ်လောက်တော့14နှစ်ပြီတော့ အဲသမီးဆက်ဆက်ပေါ့နော်တိရုပ်ဆောင်လောက်ဖို့လောက်တဲ့အချိန်မှာသမီးရဲ့ဂျီပေါ့နော်ဘယ်လိုပြောမလဲငငယ်တည်းရပေါ့ကလေးတိရုပ်ဆောင်တယောက်ရှိတယ်သူ့ရဲ့နာမည်ကစွမ်းခန့်လေးလို့ခေါ်တယ်။ तू ကအဲသမီးကိုပေါ့နော်ဒီအမှုပညာလောကရဲ့ရောက်လို့ခေါ်တင်ပေးခဲ့ရပေါ့။ तू ရိုက်တော့ကကြတော့ तू ကကြောက်ကြောက်ကြောက်ဇက်လန်တွင်းမှာပါတယ်။အဲလိုရိုက်တဲ့နေရပေါ့။အဲ့တော့သမီးကရိုက်ချင်တယ်ပေါ့ဘယ်လိုလုပ်ရမလဲပေါ့။ तू ကနေပြီးတော့အဲငါပြောပြီးမယ်ငါအမေပြောပြီးမယ်ဆို तू အမေကနေမြတ်တဆင်အမေနဲ့မျက်နှာချင်းကစကားပြောနေတယ်ပေါ့နော်။အဲအမေကနေပြီးတော့ तू အမေကပေါ့နော် အဲအမေကိုပြောတာဒီလိုမျိုးလုပ်ကြည့်ပါလားပေါ့အဲ့တော့ကတ်စတင်ကိုရှောက်ကြည့်တယ်အခြားမင်းနိုင်ဇလန်တွေပါပေါ့နော်အဲ့ဒီဇလန်တွေမှာကျတော့ဒါသမီးရဲ့ပွဲဥဆောင်ဇလန်လည်းဖြစ်တယ်ပြီးတော့သမီးကိုအမှုပညာလောကတွေကိုခေါ်ပြီးတဲ့ဆရာသမီးရဲ့လက်ဦးဆရာတော့ဦးစိတ်ပဲကြောက်ပါတယ်ငယ်တော့ကတော့မောထထထုံနဲ့သမီးကိုတူရလို့ထင်ကြတယ်ဘာလို့လဲဆိုတော့သမီးကငယ်တော့ကကျတော့မောထထထုံလို့ရုပ်တော့အဲ့လိုဖြစ်တယ်ပေါ့နော်ပြီးတော့စကားပြောပုံနဲ့ပြီးတော့အဲ့ဒီဇလန်တွေမှာကျတော့မောမထထထုံရဲ့အဲ အိုင်ဂျင်တွေကိုပေါ့နော်တမီးကငငယ်ငယ်ဘွားရိုက်တာမှာအဲပြည်ပြည်ဆုံးလောက်ပြီးတော့မှဒီဘွားမှတ်တဲ့ဆိုတော့ပို့ပြီးတော့ support ပေးရပုံစံမျိုးဖြစ်သွားတာပါရှင်။ကြည့်တာတော့ရှိရဇက်လန်တွေမှာပေါ့ငယ်ဘွားကဘယ်လိုလုပ်ခဲ့လဲဆိုတဲ့အချိန်မှာအဲ့လိုပြန်ကြည့်ပြီးတော့မှជីဘွားကဘယ်လိုလုပ်ရမလဲဆိုတာမှတ်တဲ့လိုမှအဲ့လိုမျိုးအခုကတော့နောက်ဆုံးရိုက်ထားဇက်လန်တွေကကျတော့ဟိုပြရမယ်ရမက်ကာကျူဇက်လန်တွေကနောက်ဆုံးရိုက်ထားတယ်။ပြီးတော့ကြော်ညာကကျတော့ 3D တော်တိုက်စီကြော်ညာကိုရိုက်ထားပါတယ်။ကြားရလဲအပေးပါဘူး။ပုံမှန်ပေးတာမျိုးဆိုတာတဲ့အဲ့လိုမျိုးရိုက်သမျှရတာအမေပဲပုံ အမေကိုပေးရအောင်ဟုတ်ကဲ့အဲဘယ်လိုပြောမလဲဥပမာရတာဆိုရင်အဲ့ဒီရတဲ့နေရာမှာနည်းနည်းလောက်ပေါ့တပေါင်းဖြည်းဖြည်းငါးတောင်ဖြည်းဖြည်းတမီးစုဘူးရဲထည့်ပြီးတော့စုပါတယ်တလကျော်လောက်ပဲကြာသေးတယ်ရှင်ဟုတ်အဲ့စုဘူးမလုပ်မလဲဖုံးဝယ်မှုစုဖုံးရတယ်တမီးကဓာတ်ပုတ်ရိုက်တာဝါသနာပါအဲ့လိုမျိုးတွေ့တဲ့နေရာလေးတစ်ပင်ဆိုလဲတစ်ပင်လေးအဲ့လိုမျိုးရိုက်ချင်တာဟုတ်ပါဖုံးဝယ်ပါ Samsung Samsung ဟုတ်ကဲ့ကြာရတဲ့3ကျော်2သိန်းလောက်လို့ရှိရင်စုနေတော့ပါအားနာလို့အမေဟိုဟာအမေကလည်းအဲ့လိုမျိုးဟို အဖေအလုံးလဲဆိုတော့လေအဲမင်းအားလာလို့မမကေမမကေဟုတ်ကဲ့ဘာကြီးလဲလားဆိုတော့တိုက်တယ်အိနေခါဒီ surprise တော့မလုတ်သေးမလုတ်သေးဥစားသမီးကပတ်စံအဆူလေးမှာဆိုတော့လေအဲဒါဘန်ထဲမှာဆူထားပဲရှိတယ်အာဒီတိုင်းဆူတာပေါ့ကြီးတော့မှပဲအဲ့လိုမျိုးလိုအပ်တော့မှသုံးတဲ့ခါလို့ဘန်ထဲကသမီးငငယ်၉နှစ်လောက်တည်းကအဲ့လိုမျိုးတရက်ကို100ရရတယ်ဆိုတော့အဲ့ဒီတရက်ကို100ရက်ဆူ1000ဖြစ်တယ်လေ1000ကနေဘယ်လိုဆူဆူသွားတာဘယ်တော့လောက်ရှိနေလဲလောက်ဝင်ချင်လောက်ရှိနေ တော့6သိန်းကျော်6သိန်းကျော်ပါဗျာအဲတမီးကအခုပေါ့နော်ငငယ်ငငယ်လေးရကြတော့တရက်ကို100ရရတော့အဲ100နဲ့မုံမစားမဲနဲ့လို့စုတာတထောင်ဖြစ်တယ်တထောင်ကနေပဲစုစုစုသွားတာအခုခုနှစ်တန်းပြီးသွားတဲ့အချိန်ပေါ့ခုနှစ်တန်းမပြီးခင်တော့ခုနှစ်တန်းဆိုရင်မုံဘူးကတရက်ကို300ရတယ်300ရရတယ်တထောင်ကိုမုံစားဖို့စုပြီးတော့2000ကိုအမေမသိအောင်ခိုးစုဟုတ်တမီးအဲ့လိုမျိုးစုရတာဝါသနာပါလို့တမီးဇလန်တွဲတွေကိုလည်းအားပေးကြပါလို့ပြောချင်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်